မဝိုင်းလိုက်ချင်ပလီယာတွေသတိမထားပဲလုံးမိရဲ့အမား9ချက်အခုကျွန်တော်ပြပြပေးမယ်အချက်9ချက်ကိုမလိုဘူးဆိုရင် brand နဲ့နေရာမှာအထောက်အကူဖြစ်စေမှာပါနံပါတ်1ချက် cyclone eye cyclone eye လို့ခေါ်တဲ့အရာလေးကိုတော်တော်များများကဒီတိုင်းမလို့ဘဲနဲ့တက်နေသွားကြရဲ့အဲတကယ်တော့ modern ကဒီတိုင်းတက်နေမှုတွေထည့်ပေးတာမဟုတ်ဒီ cyclone eye လေးကို lane တွေနေပြုလုပ်တဲ့အခါဒါမှမဟုတ် enemy ကကိုယ့်ကိုလိုက်ကြည့်တဲ့အခါမှာဆိုမနိုင်တဲ့အခါဒီ cyclone eye လေးကိုတက်နေပြီးတော့ကျွန်တော်တို့ကသွားလို့ရရဲ့အဲအခု run မှာဆိုရင်လည်း cyclone eye တွေကို effect တွေထည့်ပေးရရဲ့အဲသွေးပြန်တဲ့ effect တွေမနာတတ်တဲ့ effect တွေထည့်ပေးထားရဲ့ ါကြောင့်မလို့ဒီ cyclone အိုင်းကိုမလိုဘဲနဲ့မနှင်းပါနဲ့အလေး rotating လုပ်တဲ့အခါဒါမှမဟုတ် enemy ကကိုယ့်ကိုလိုက်လို့ဖက်ပြေးတဲ့အခါမျိုးမှာဒီ cyclone အိုင်းကိုသုံးပါနံပါတ်1 region black recall ကျွန်တော်တို့မများကလည်း region black recall ကိုမှားနေကြရဲ့ကျွန်တော်တို့ကဗျာအိမ်ကို record ထောက်ပြီးတော့ပြန်မှာအဲ record မထောက်ခင် region ဆိုတဲ့သူပြန်တတာလေးကိုနှိမ့်လိုက်တယ်ပြီးမှ record ဆိုပြီးတော့ထောက်လိုက်တယ်တကယ်နဲ့ကျွန်တော်တို့ကအိမ်ပြန်ရောက်သွားပြီဆိုရင်သူရတက်မှာပဲဗျာအဲ့တော့ဒီ region အိမ်နှိမ့်ထားတဲ့အတွက်ကြောင့်၎င်းပဲဗျာကျွန်တော်တို့ကကိုရောင်းပြန်ပြီးဖောင်းရတယ်ကိုရောင်းကတစ်စက္ကန့်တော့မှပြန်ပြီးတော့ဖောင်းရတယ်ကိုသုံးနေချက်ချင်းသုံးလို့မရတော့ဘူးဘာလို့လဲဆိုတော့ကိုရောင်းဆော ောင်းနေရလို့အဲတကယ်လို့ဗျာ enemy က rain spell တွေရှိရယ် flame shot တွေအဲ့လိုပါတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ region black record ကိုသုံးလို့ရတယ်။သွေးဖြည့်ထားမယ်သွေးဖြည့်ပြီးမှ record ထောင်းမယ်ပေါ့နော်။ ဒါဆိုရင် enemy ကကို flame shot နဲ့လာပစ်မယ်ဆိုရင်လည်းမတည်တော့ဘူးအဲ့လိုမှမဟုတ်ဘဲနဲ့ဆိုရင် enemy ကဒီ flame shot ကိုလည်းမရှိဘူးအဲ့လိုမရှိဘူးဆိုရင်ကျွန်တော်တို့ကဒီ region black record ဆိုတဲ့အကျင့်အကျင့်ပါနေတာတော်တော်များများဒီသွေးဖြည့်ပြီးတော့အိမ်ပြန်လာအဲ့လိုမျိုးအကျင့်ပါတာကိုကျွန်တော်ကပြင်ထားရမယ် number 3 retribution အတချို့ချက်ငယ်လာရ HOK ယူမယ်ဆိုတာနဲ့ retribution ပေါက်ပြီးတော့ HOK ယူရောပါပဲအဲ့အချိန်မှာတစ်ဖက်ကတာတယ်လို့ law ကိုပေါ်ပြီးဆိုရင်ပို့ဆိုတာပေါ့တစ်ဖက်က enemy တွေက information ရပါ ਈ ဟိုဘက်ကဂျန်ငလာ retribution မရှိတော့ဘူးငါတို့ law တွေတာတယ်တွေကိုလုံးမယ်ဆိုပြီးတော့အဲ့ကြတော့ law တွေတာတယ်တွေကို enemy မီးကပလိန်တွေရသွားတယ်။အဲ retribution ဆိုတာကတာတယ်ကို law ကို object တွေကိုပေါက်ဖို့ပေးထားတာဗျာ။တကယ်လို့ object ထွက်ဖို့အချိန်လိုသေးရဆိုရင် enemy ကို report လို့ရတယ်။ retribution ရဲ့ကြာချိန်က35စက္ကန့်ရှိရတာ35စက္ကန့်အတွင်းမှာ law တွေတတဲ့တွေပေါ်တော့မယ်ဆိုရင် retribution ကိုမသုံးနဲ့ရောဂျိုင်းချန်တာ။အတကယ်လို့ enemy ကကိုယ့်ကိုသွေးတွေလိုက်တက်နေဆိုရင်တော့စဉ်းစားမနေနဲ့ retribution ပေါက်ပြီးတော့ပြေးလို့ရရဗျာ။ number 4သွေးနေတဲ့ enemy ကိုသွေးလိုက်တက်ခြင်း တော်တော်များများပလီယာတွေမှာကြတာက enemy ကသွေးနေပြီဆိုတာနဲ့ဗျာကမ်းမမြင်လမ်းမမြင် flicker တွေပြီးပြီးတော့ဟိုလိုက်ကြရယ်ဗျာအဲ့လိုလိုက်ပြီးဆိုတာနဲ့အဟူကူကိုကမရမနဲ့ enemy team mate တွေတက်တာကိုပဲကိုကခံလိုက်ရရယ်ဗျာ enemy ကသွေးနေလို့ပြေးနေပြီဆိုရင်အခြား enemy တွေရဲ့ vision ကိုအရင်ကြည့် vision ပြောင်းနေရဆိုရင်မလိုက်နဲ့ အကူက9လပဲမြင်လို့မရအောင်ငမများသိကိုလည်းမြင်ရမယ်အဲ9လမြင်မိလိုက်မယ်ဆိုရင်တော့ခြုံထဲမှာစောင့်နေတဲ့ enemy ရဲ့သုံးကြီးဝိုင်းလောင်တာကိုခံရနိုင်မယ်အဲဒါကြောင့်မလို့ထမင်းတို့ကိုပဲမမြင်နဲ့ဝင်းတို့ကိုလည်းကျွန်တော်တို့ကြည့်ရမယ်ဗျာအဲတခြား enemy တွေပြရှင်မြင်မှတွင်းနေတဲ့ enemy ကိုလိုက်ပြီး Yuki Yu နံပါတ်5ကွန်စီကိုအလကားသုံးခြင်းတော်တော်များများပလီယာရဲ့ကွန်စီကိုဗျာလကားသုံးရတယ်အဲဘေးကနေထွက်လာပြီးဆိုတော့ကိုသွားတဲ့နေရာကိုရောက်အောင်မူမွဲစပီအတွက်ဆိုပြီးတော့ဒီကွန်စီကိုလကားကြီးသုံးပလိုက်တယ်တကယ်အဲ့လိုလုံးဝမသုံးနိုင်ပါဘူး ဘာလို့လဲဆိုတော့ဗျာအကွန်သီးဆိုတာ enemy ကို surprise ဝင်ဖမ်းမှုအနေအထားမှာတုံးမှုကိုလောက်လာတာဗျာအဲ့တော့ကိုကတေချာလေးသာတုံးနိုင်မယ်ဆိုရင် enemy ကို surprise တွေဖမ်းပြီးလို့ရတယ်ဥပမာ tiger တွေလို့ athlete တွေအဲ့လိုကွန်သီးဖြောင်ပြီးတော့လုံးဝ surprise တွေဖမ်းလို့ရတယ်အဲကြောင့်မလို့ကွန်သီးပွင့်နိုင်မြမာလိုကြီးဖြောင်ပြီးတော့မတုံးပါနဲ့အဲ enemy ကိုကန်တဲ့နေရာမှာတုံးပါကိုသာကွန်သီးကိုကောင်းကောင်းတုံးနိုင်မယ်ဆိုရင်ပွဲတစ်ပွဲကိုနိုင်မှုရလက်အထီပါဖြစ်သွားနိုင်ပါတယ်နံပါတ်6စကိုင်းမီတာအိုင်တမ်ကိုမလိုအပ်ဘဲထည့်ခြင်း ိုဟာဟီယူကလည်းမရဘူး၃လေးခါတန်းပို့ပြီးတော့တည်ထားရဆိုရင်စကိုင်းပီတာအိုက်တန်းကြီးကိုလုံးဝကိုဝယ်လို့မရပါဘူး။ဘာလို့လဲဆိုတော့ဒီအိုက်တန်းကစက်တက်ရမှာကျန်းလာပါ။ကိုဟာဟီယူကလည်းမရဘူး။ဘူပြီးတော့ခဏခဏတည်နေပြီးစကိုင်းပီတာအိုက်တန်းကြီးဖက်လိုက်မယ်ဆိုရင်ပို့ပြီးတော့သိုးပါရင်ဒါကြောင့်မလို့ဒီအိုက်တန်းသာတခြားလိုအပ်တဲ့အိုက်တန်းကိုဝယ်ဝယ်ပါ။အဲတကယ်လို့ရက်မှာ0ကီးနဲ့ခဏခါ၈ကလောက်တည်ပြီးတော့စကိုင်းပီတာထည့်ထားရကောင်းလေးရှိရဆိုရင်ရဘိုးထုပြီးတော့တခါတည်း BM လိုက်ပါ။ဒါမှခွန်လောလာတဲ့လင်းရဲ့မီနီယံတွေကိုရှင်းရှင်း ဒါကတော့တော်တော်များများကြတဲ့အမှားပဲအဲလော်ကေးပြီးသွားပြီဆိုတော့လော်လာမဲ့လိန်ကိုရဲ့မီနီယံတွေကိုရှင်းလိုက်တယ်အဲ့ရှင်းလိုက်ပြီဆိုရင်များကိုတင်းမိတ်တွေကသွေးဖြည့်ရအောင်သွေးဖြည့်နေရောများအဲ့ကြောင့်ဗဒဲတင်းဖိုက်ကိုမမီတော့ဘူးအဲလော်ကထိထိတက်သွားရပေါ့နော်အဲ့ကြောင့် enemy ကဒီလော်ကိုပလိန်ရှင်းမလိုက်ပလိန်ရှင်းမလိုက်လို့ရတယ်ဒါဆိုရင်ကိုကလော်ကေးပြီလေလော်ကလကားကြီးဖြတ်သွားလိုက်မယ်ဗျာအဲဒါကြောင့်မလို့ကျွန်တော်လော်ရပြီဆိုတော့လေအဲလော်ရဲ့တခြားလိန်တွေကိုရှင်းပါလိန်ရှင်းပြီးသွားပြီဆိုတော့လေအဲလော်လာတဲ့လိန်တွေအဲ့လိုလိန်၃လိန်ကမီနီယံတွေသူ့ပြောဟက်ကောင်တက်ပါဒါဆိုရင် enemy ကဗျာလိန်၃လိန် င်းကိုထိန်းရမှာမလို့ pressure များပါတယ်အဲကိုတင်းမိတ်တွေနဲ့ကိုကတော့ဒီလောလာရဲ့လိန်ကလည်းတတ်ပါဒါကြောင့်မလို့လောရပြီဆိုရင်ဒေါ်လာမဲ့လိန်ရဲ့မီနီယံတွေကိုလုံးဝကိုမရှင်းပါနဲ့ဒါကအရင်အရေးကြီးတဲ့အချက်ပါ brother တွေနဲ့ကျွန်တော်ပြပြသွားတဲ့အချက်ခုနှစ်ချက်ကိုတော့မလုံးမိဘူးဆိုရင်အဲ run တက်တဲ့နေရာမှာဆိုတော့အထောက်အကူဖြစ်လိမ့်မယ်လို့ကျွန်တော်တွေလည်းမျှော်လင့်ပါတယ်အဲကျွန်တော်ဘူရီကတော့ဒါတော့ပါပဲဗျာကျွန်တော်တက်ဆက်တာကိုကျင့်တဲ့တဲ့ဆိုရင် line and follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဗျာ